ဟိုမှာမြင်နေရတာတန်လွင်မြစ်ဖြစ်ပါတယ်အဲ့ဒီတန်လွင်မြစ်ကျော်တခြားသွားမယ်ဆိုရင်ဒါဒီစုံကန်ကိုရောက်မှာပါစုံကန်ကနေဆက်သွားရင်မော်ထိုက်တယ်နိဒီစုံကန်ကိုလာဖို့ဆိုရင်ကျွန်တော်တို့ဒီကုန်းချမ်းကနေကျွန်တော်တို့မနေ့ဒီ၈နှစ်လောက်ကထွက်လာတယ်အခုမှဒီအခုဆိုနေ့လေပိုင်းလောက်ရောက်လာပြီနော်အဲ့ဒီအဲ့ဒီအနေထားမှရှိရတယ်ဒီလမ်းတစ်လျှောက်မှဆိုရင်ဒီလမ်းမှာလူတွေဒီလမ်းကိုအတုံးပြူထားတာမရှိရတဲ့အတွက်လမ်းမှာဘေးမှာရပ်ပင်တွေကနေ ဒီကိုင်းညွန့်ပြီးမှလည်းကျွန်တော်အဲ့ဒီဟာကိုဖြတ်တန်းပြီးသွားလာပါတယ်လမ်းမှာဒီဒီနေ့တနေ့ကုန်သွားလို့ကားနှစ်စီးသုံးစီးကလွယ်လို့ပို့ပြီးမှမတွေ့ရဘူးဖြစ်သွားတယ်အပြင်ကလူတွေဒီကိုလာလေတာမရှိပါဘူးဒီမှာကဘလို့ဖြစ်နေလဲဆိုတော့ဒီဒေတာကန်တွေကပဲသူတို့သွားလာတာတော့ပဲရှိပါတယ်အပြင်ကနေပြင်ပလူတွေဒီကိုလာပြီးသွားတဲ့လာတဲ့လူရှိပါဘူး